ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ channel လေးကနေကြိုဆိုလိုက်ပါရနော်။ဒီနေ့မှလည်းဘလို့ဇလန်းလေးကိုတင်ဆက်ပေးမယ်ဆိုတာပရိသတ်များကအားပေးနားဆင်ပေးကြပါအောင်ရှင်။ဇလန်းလေးမစတဲ့ခင်မှာကျမတို့ channel လေးကိုလည်း like subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့နော်။ဒါဆိုရင်ဇလန်းလေးကိုစလိုက်တော့မယ်နော်။အရှင်လက်လက်ငရဲကြနေသလားလို့တွေးရင်ယူသွတ်သွားမတက်ခန့်စားနေရပါတယ်။မော့ကြည့်လိုက်တော့လေတိတ်တိတ်တီတီအုံမိုင်းနေရဲ့တောပင်ကြီးများ လရောင်အလင်းကိုတည့်ရွက်တက်ခတ်များကဝိုးတဝါမြင်ရပါတယ်။တောကောင်ကြီးများရဲ့အော်တန်ဟေးတန်ကိုလည်းတစ်ချက်တစ်ချက်ကြားနေရပါတယ်။ခေါင်းနားမှာတော့ရှစ်တီချစ်တီပြန်ဝဲနေတဲ့ချေုပ်ကြီးအတံများကို ကြားနေရပါတယ်။မျက်နှာတွေနားတွေဗက်ဆက်တွေနှာခေါင်းတွေပေါ်မှာလည်းအုံခဲနေပါတယ်။အတံကြီးတွေကလည်းတဝူကြောက်စရာကောင်းလောက်အောင်ကြိုက်ခဲနေကြပါတယ်။ခေါင်းတစ်ခါခါလှုပ်ရင်ကြတော့ခေါင်းနဲ့မူးနောက်လာပါတယ်။သူနဲ့သုံးမိခန့်အကွာမှာရှိနေတဲ့ ညာတောင်ကြည့်လိုက်ပါရင်အတန်တော့မကြရသုံးလေးခွန်ခေါ်လဲမြာစိတ်ထဲအကြီးကျယ်ခြောက်ခြားသွားမိပါရင်ညာတောင်လိုပဲ သူလည်းအချိန်ပိုင်းအတွင်းတရားတော်မှာကိုတက်မိနေပါရင်သို့တော့သူရောက်နေဘလူးကန်ကြီးကငိမ့်တက်နေစေပါလိုင်းချက်ခွတ်တော်မစင် အစင်းရှိပြီးအတက်မရှိတဲ့ဘလူးကန်ကြီးသူတို့လူစုနမဲဝက်ပြီးထားတဲ့ကန်ကြီးပါလွန်ခဲ့တဲ့ဆယ်ရက်ခန့်ကသူတို့လူစုအလုံးရှိရောက် ဘလူးကန်ကြီးတဲ့ကငုတ်တိုင်များမှာအချုံနောက်ခံရပါတယ်။အဖြစ်ကတော့စခန်းမှာထွက်ပြေးတဲ့အဖြစ်ဘလူးကန်ကြီးရဲ့အချုံနောက်ခံရသူမှတမျရှင်တန်ရန်လမ်းမရှိပါ။ကန်ရှိမှာတော့တကြီးဝါကြီးတို့ထူထပ်လာတဲ့တော်ကြီးတာယန်တရိတ်ဆန်များလည်းပေါ်ပါတယ်။တာယန်တရိတ်ဆန်ကြီးတွေလည်းကန်ဘောက်အချိန်မရွေးရှောက်လာနိုင်ပါတယ်။တားကောင်ကြီးများလက်ချက်ချောင်းဘလူးကန်ကြီးရဲ့အချုံနောက်ခံထားရတဲ့အကျဉ်းသားများတိတ်ဆုံခဲ့ရတဲ့တဲ့င်းကိုလည်းကြားနေရပါတယ် အနေကြီးလာမှန်းသိနေတော့လေဖြစ်ချင်ရပြေလို့ဆုံးဖြတ်ခါစခန်းထဲမှာထွက်ပြေးရန်ကြံစီခဲ့ခြင်းဖြစ်ပါတယ်။သို့တော့ကာခေလာသူမို့သူတို့အလုံးမြိုင်လက်စခန်းမှာထွက်လုံချော်ရေးခွေကိုအနောက်ခံမိသွားခါသူတို့လူစီနောက်ကိုအလင်အမြန်လိုက်လာပြီးအုပ်စုလိုက်ဝိုင်းထားပါတယ်။ရှာကြီးတွေပြားကြကတဲ့ရီတွေကများများအဆွဲအဖွေးသားနဲ့ကြိုက်တော့ခဲတော့မယ့်အတွင်လှုပ်လိုက်တာနဲ့ဝေါကနဲ့လယ်မြို့ကိုတက်ခဲလိရှိတဲ့ခွေးနဲ့ချင်းများအရမန်းက လူကြီးကားလေးလောက်ရှိပြီးစနစ်ကျတင်မိထားတဲ့ခွေးချင်းများပါသူတို့ကြောင့်စခန်းမှာထွက်ပြေးတဲ့လှညိုတို့အုပ်စုအသေးဆုံးနဲ့တေးခဲ့ရပါတယ်လဲမျိုးကိုခုံခဲတက်တာကြောင့်လှညွယ်လဲပင်သားကြီး၍အပိုင်ပိုင်ဆဆမျက်လုံးတွေလည်းသွေးစိမ့်ရှိရှင်ပေါက်ထွက်ကုန်ပါတယ်အဖော်နှစ်ယောက်လည်းလှညိုသေးသလိုတေးခဲ့ရပါတယ်အဲ့ဒီမြင်ကွင်းကြောင့်သူတို့စခန်းကလူတွေကြောင်းလန့်တုံးလို့သွားကြတော့လေလှညိုတို့အဖြစ်ဆိုးကြီးပေါ်ပေါက်ပြီးအရက်20ခန့်အကြာမှာ သူတို့လူစုအရေးစုံထွက်ပြေးကြခြင်းဖြစ်ပါတယ်။သေလီမြေကြီးရှင်လင်ရွှေကြီးလို့ဆုံးဖြတ်ကောင်းမျက်စိမိတ်ပြီးထွက်ခဲ့ကြခြင်းဖြစ်ပါတယ်။အခုတော့သူတို့လူစုကို ခွဲယူကြီးကရှာကြီးတွေတန်းလန်းထုတ်ကောင်းမှန်မဲပြီးမြေဟိတန်ကြီးများပြေး၍စောင့်ကြည့်နေပါတယ်။ခွေးနယ်ကြီးတွေကသူတို့အလိုမပေးဘဲပတ်ချလဲကတကီကီနဲ့မှန်ဖီနေပါတယ်။သူတို့လက်ထဲမှာလည်းဘာတစ်ခုမှမရှိပါဘူး။ဘာလို့လို့ရှာမှန်းလည်းမသိအောင်ကြီးတို့ညီကိုဆိုရင် ခွေးချီတွေကြည်ပြီးသေးတာခွေးချီတို့ကြည်ပြီးသေးတောင်ထွက်ကြကုန်ပါတယ်အဲ့ဒီချိန်စကန်ဖတ်မှာပြေးရတံများကိုကြားလိုက်ရပြီးတောင်းအောင်ကြမှာတော့သူတို့စီကိုတနက်ပြောင်းချီတွေတစ်ဆင့်ထိုးချိန်ထားသောဖက်ဆက်ငရဲသားများရောက်လာလိပါတယ်ကြည်အသင့်ထိုးထားတဲ့တနက်ပြောင်းချီတွေကသူတို့နဲ့လက်တကမ်းမှာရှိနေပါတယ်ဘလို့မှမပြေးတာမယုံတာတော့နောက်ဆုံးစကန်ရှင်းမြခင်းပြင်ပေါ်မှာတေးလို့မျောပါအနှိမ့်ဆက်ခံရပါတယ်လက်ပြန်ကျိုးတော့ နှင်းမျိုးစုံနဲ့နှိမ့်ဆက်လိုက်ပါတယ်။တကူလုံးဖိုးရောင်ပုံးမဲ့ကုန်ပါတယ်။ခြေသေးလက်သေးတွေလည်းသွေးဆင်းရှိရှင်၊ကွာထွက်ကုန်ပါတယ်။မျက်လုံးတွေမှောင်ဝါကုန်ပါတယ်။နားတွေထူပိန်းကုန်ပါတယ်။အယိုးကြောပင်ပျော့ပြတ်ပက်ထွက်ကုန်ပြီလားလို့ထင်လိုက်ရပါတယ်။လူတွေကလည်းတောင်းလုံးလဲနေရကထားလို့ပင်မရဘာတခုမှမကြွေးရေတပေါက်မတောက်ကခွန်အားတွေတဆတမင်များမရှိတော့နောက်ဆုံးသူတို့လူစုကိုစကန်နောက်ဖက်ဘလူးကန်နေရှိ ငုတ်တုတ်တိုင်တွေမှာချီနှောင်ပြီးစိတ်နှားခြင်းဖြစ်ပါတယ်။ကံနဲ့ရောက်နေတဲ့မှာရှင်နေဆိုရင်တော့ငားရတတင်းဖြည့်သွားခဲ့ပြီဖြစ်ပါတယ်။ဘလူးကံကြည့်တဲ့ရောက်ရှိနေတဲ့သူတို့အားလုံးကငရဲကိုအရှင်လက်လက်ကြခံနေရသည်မှာအမှန်ပဲဖြစ်ပါတယ်။လူတွေကလည်းတော်တော်မလုံနိုင်တော့အသက်ရှူတန်းတွေလည်းမကြားရတော့ပါ။ကံရည်ပြင်းတစ်ခုလုံးတိတ်ဆိတ်က အမှောင်ထုကြီးဖုံးနေပါတယ်။တေးရမယ့်အရေးကိုတွေးပြီးတော့ကြောင်ရွံ၆ချားစိတ်တွေကအတိုင်းအဆမရှိ အာကိုအာထာတိနဲ့ ဖျားတက်ရပါတယ်။အမှန်တော့ဖျားတရားနဲ့သူ့အဝေးကြီးဝေးခဲ့ရပါတယ်။ရွာမနေစင်ကလည်းမပြေလည်တဲ့ဝမ်းရည်တာနဲ့လုံထွေနေကြတာမို့ဘာသာတရားကိုနှက်ကန်းတလုံးမသိဖျားကိုးခွေပါဤတရားကိုးခွေပါဤတန်ငါကိုးခွေပါဤဆိုရဲဖျားရှိခိုးမှလွှဲ၍ဖျားရှိခိုးနေဘာမှမသိပါ။အခုလည်းရှားသမျှရှိခိုးနည်းနဲ့ရှိခိုးကဖျားတနေပါတယ်။လျှက်စီးเจ้าတွေတဝန်းတစ်ဖက်ပြန်လက်လာကမိုးရွာချလိုက်ပါတယ်။ ိုးချိန်တဲ့ကတော်တော်တော်ကန်နောက်ဖက်ချက်မှာလှိုင်းတဘိုးတွေထလာပါတယ်။တဲတဲလှုပ်ရွာချလိုက်တဲ့မိုးကြောင့်ကန်ကြီးတစ်ခုလုံးဖြောင်းဆန်ကုန်ပါတယ်။လှိုင်းလုံးကြီးတွေကြောင့်လူလဲနင်းလိုက်ပေါ်လိုက်တလူလူလိမ့်ပြီးတက်လာတော့လှိုင်းရဲ့အရှင်ကြောင့်ငုတ်တုတ်ကြီးတွေပြုတ်ထွက်သွားရာလူလဲလှိုင်းတွေကြောင့်တိရင်မြောထွက်သွားပါတယ်။ရှေးတွေကဗက်ဆက်တွေနားတွေမျက်စိပေါက်တွေဝင်ကုန်ပါတယ်။သေးလူမျိုးပေါင်းခန်းစားနေရပါတယ်ချီနောက်ထားတဲ့ငုတ်တုတ်တိုင်ကြီးကမပြုတ်သေ လှားရင်းနဲ့အတူဒလိတ်ကောင်ကိုစီးမြောက်ခဲ့ရပါတယ်။ကန်ကြီးရဲ့အနောက်ခြမ်းသို့ရောင်မန်းမတိရောက်သွားပါတယ်။အဲဒီမှာသစဉ်ကျဲဝင်းနဲ့ဆန်းလာတဲ့ချောင်းကြီးရဲ့ရောက်သွားပြန်ပါတယ်။လက်မှာချီနှောင်ထားတဲ့ငုတ်တုတ်တိုင်ကြီးကကို့အတွက်အားကိုးရဖြစ်လာပါတယ်။တိုင်ကြီးကရေပေါ်မျောနေအောင်မို့တိုင်ကြီးကိုပတ်ချလဲလဲကအပေါ်မှခွာစည်းထားပါတယ်။လှိုင်းရှင်ကလည်းလူကနေလှိတ်ကနေချောင်းကြီးကတောအုပ်ထဲကိုကိုယ်ပတ်စည်းစင်းနေပြီးအောင်၃နိုင်နီးပါးခန့်ရေထဲမျောနေပါတယ်။ နောက်ဆုံးပင်မဆင်းရဲလာတဲ့အတွေ့များကြောင့်တိုင်ကုန်ကြီးကိုဖတ်ရင် သတိလေးမင်မျောသွားခဲ့ပါတယ်။ဝါရော်ရော်အချင်းသာဝစ်ဆောင်လေးရွှွနေသူနဲ့ပင်ညစ်ရွှဲနေနေပါတယ်။စာလုံးနဲ့ဝေဒနာကိုတစ်စစ်စစ်ခံစားလာပါတယ်။တကူဝီမိတန်ကို အပြင်ကမှကြားနေရပါတယ်။အဲ့ဒီအချိန်မှာကလောင်ကလောင်ဟူသောတန်ကြီးများကိုထပ်မံကြားလိုက်ရတာကြောင့်သူမြင့်ဆောင်ပေးမှအတင်းထူထားကခြုံရည်ကြောင့်ခေါင်းတော်ဝင်လိုက်ပါတယ်။ တောရင်မဲတအုပ်ကခြုံနေကြမှဝေါကနဲ့ပြန်တက်သွားပါတယ်။အတန်ကြီးများနဲ့ပိုးရနီးကပ်သလိုပဲခြုံနေပိတ်ပေါင်းများကြောင့်ဖြည်းဖြည်းချင်းတိုးဝင်ခဲ့ရ15မိနစ်ခန့်အကြာမှာတော့ခြုံများကြမှထွက်နိုင်ခဲ့ပါတယ်။သူရောက်ရှိနေတဲ့နေရာကတောင်ချီတစ်ခုရှိကုန်းမြေပိုင်းဖြစ်ပါတယ်။ခြုံများကြမှထရိုက်တာနဲ့မြေနေပိုင်းကိုလှမ်းကြည့်လိုက်ပါတယ်။ကြည်လင်ဖွင့်လန့်နေသောကွေးကောက်ချောင်းကိုမြင်လိုက်ရပြီးချောင်းနှပေးမှာညုံမိုင်းမှဒရဝါကြီးသုံးလေးကောင်တွေ့လိုက်ရပါတယ်။ တရဝါကြီးတွေကငှက်ကလအုပ်အတွင်ရှိတဲ့တရဝါကြီးများဖြစ်ပြီးနှုတ်သီးရှိကြီးများကိုတရရန်ရန်လှောက်ခနေသလိုအတောင်မှန်ကြီးတွေကိုတက်ဖြက်ဖြက်ခတ်နေပါတယ်။အရွယ်စားမှာလူတယောက်စာနေပါရှိကကလောင်ကလောင်ဟူသောမိသားကြီးများကိုပေးနေပါတယ်။အဲ့ဒီအချိန်ခြောက်နဲ့ရေစင်ချိုးနေတဲ့လူတို့ကိုတွေ့လိုက်ရတာကြောင့်ဝမ်းသာအာရဖြစ်သွားပါတယ်။အကူညီရလို့ညာကုန်းမြစ်ပိုင်းမှာရှော့ထိုးဆင်းလိုက်ပါတယ်။စူးပင်ချုံပင်တွေကအော်တိုင်အနာကျင်ခံပြီးလှိတ်ချခဲ့ရ မြင်းနေပိုင်းတို့ရောက်ရှိလာပါတယ်။ဟက်ကောင်တွေမလုကြပါနဲ့။ကွဲအဲ့အော်မီတန်နဲ့ငှက်ကြီးများသူနာတို့ရောက်ရှိလာပါတယ်။နှုတ်သေးကြီးများနဲ့စိတ်မြေပေါ့မြေကတကယ်ကဲလို့တော့ချောင်းထဲမှလူကအနာတို့ရောက်လာပါတယ်။အညိုရဝိယုံခြုံထားတဲ့လူတူအုပ်ကိုပေါ်မှာအမွေးမြင်များကရွာစီတက်နေပါတယ်။အသားရည်မှာတနခါနှစ်ယောက်ဝင်းလဲ့နေပါတယ်။မျက်လုံးဆောင်ကစိမ့်နေနေပါတယ်။မျက်ခုံးကလည်းနတ်မောင်နေပါတယ်။ မုတ်ဆင်မွေးများကိုရှိတ်ထားတာကြောင့်မျက်နှာကြီးတစ်ခုလုံးကစိမ့်ဖက်ဖက်အရာ ပေါက်နေပါတယ်။အတွင်ကတင်းငိမ်အေးချက်နဲ့တွေ့ရှိပါတယ်။ပြောလာတဲ့အတန်းကလည်းဩစာကုန်ရှိလာပါတယ်။ဒုက္ခတဲပါလား။ကျုပ်ဘာကူညီရမလဲ။ပြောပါ။ကျွန်တော်ကျွန်တော်ကဲပါ။ကျွန်တော်အချင်းစခန့်ထွက်ပြေးလာခဲ့သူပါ။ဩဒီလိုကိုဒါဆိုမင်းအတော့ဒုက္ခခံစားနေရမှာပေါ့။ဟုတ်ဟုတ်ပါတယ်ဆရာကြီးရဲ့ အခုလေဆရာကြီးကိုမြင်လို့ရောက်လာခဲ့တာပါ။ကန်ကန်ဒါဆိုငါနဲ့တူလိုက်ခဲ့ပြီးတော့ကျွန်တော်လမ်းရှာလို့တော့မရတော့ဘူးဗျ။မပူပါနဲ့ကွာ။ဟောဒီငှက်ကြီးတွေစီးပြီးလိုက်ခဲ့ပြီးတော့ဗျာဟိုဟိုဒီဒီငှက်ကြီးတွေကတက်လိုက်ပါဗျာ။သူတို့ဟာ ဟောဒီမဟာမြိုင် ခန္ဓာကြီးတွေကငှက်ကရုံကြီးတွေပါ။သူ့ရဲ့စိတ်ထဲမယုံတဝက်ယုံတဝက်ခန်းစားနေရပါတယ်။ သူတော်စင်ကြီးကတော့ပြောဆိုပြီးရနဲ့ငှက်ကလေးကြီးတကောင်မလွှားကနေတက်လိုက်ပါတယ်တအောင်ကြမှာငှက်ကလေးကြီးကတောင်မှတပြက်ပြက်ခတ်လိုက်ပြီးကလောင်ကလောင်ဟုမြေကျွေးကမြေပြင်ပေါ်မှာလွှားကနေခုန်တက် ပြန်တော့သွားလိုက်ပါတယ်အဖြစ်ကဘလို့မှမယုံနိုင်စရာဒဏ္ဍာရီရဲ့ပုံမြင်နေတာကြားဘူးတဲ့ဂလုံးငှက်ကြီးများကိုကိုတွေ့မြင်ရတဲ့အခါမှာတော့အံ့ဩမဆုံးနိုင်ပါဘူးသူတော်စင်ကြီးစီးသွားတဲ့ဂလုံးငှက်ကြီးကတိမ်တိုက်များကြားသို့ထုံးဝင်ပြန်တက်သွားချိန်ပြီး သူလည်းငှက်ကြီးတကောင်ပေါ်ကိုလွှားကနေခုန်တက်လိုက်ဟာမြည်ဟီးတန်ကြီးပေး၍ကောင်းငင်ပေါ်သို့ထိုးသက်ပြန်တက်သွားလိပါတယ်အသည်တေအေရင်းတဖို့ခန်းစားနေရပါတယ်တိမ်တိုက်တွေကြောင့်လူလိုပြန်ဝဲနေစဉ်တိမ်မြင်တိမ်ဆိုင်တွေကိုနည်းနည်းကကမြင်နေရပါတယ်စိုးတထိတ်ထိတ်နဲ့ဂလုံငှက်ကြီးရဲ့လက်တိုင်းကိုအတင်းဖက်တွေ့ထားပါတယ်အဟုန်ပြင်းလာတဲ့လေတူထဲမြတစ်စင်ပြေခွင်းလိုက်သလိုပဲအေးခနဲ့ညစ်ခနဲ့ခန်းစားနေရပါတယ်နောက်ဘက်လက်ကြီးတော့ ဂလုတ်ကြီးသုံးလေးကောင်မြေတံကြီးတွေပေး၍နောက်မှလိုက်လာပါတယ်။တောင်မှန်ကြီးတွေဖြန့်လိုက်တော့15ပေ16ပေနီးပါးခန့်အရှိရှိပါတယ်။တောင်မှန်အောက်ဘက်ပိုင်းရှိအမွေးတောင်တို့မှာရှေဝါရောင်အလင်းရည်များ ဖြားထွက်နေပါတယ်။ဂလောင်ဂလာဟူသောအာလုတ်တံကြီးများကိုလည်းကြားနေရပါတယ်။သူတို့ပြန်တမ်းရအရက်ကောင်းငင်ကြီးရဲ့အရှိတောင်ဘက်ကိုဥတည်နေပါတယ်။အောက်ကိုငုတ်ကြည့်လိုက်တော့စိတ်ညွတ်တော်ကြီးများကိုဝိုးတော်ဝမြင်နေရပါတယ်။မင်းနဲ့အနေငယ်ခန့်အကြမှာ တောင်တန်းကြီးထိပ်ဖျားပိုင်းတို့ရောက်ရှိလာပါတယ်။တောင်တန်းကြီးတွေကိုဆက်ကလေယုံစီရင်တိအိအောက်သို့ဆင်းလာပါတယ်။အချိန်အနည်းငယ်ကြာမှမက်ဆောင်မြန်မာလာတဲ့တောင်ထိပ်ပိုင်းရှင်မြေပြတ်တနေရာသို့ထိုးဆင်းခဲ့ပါတယ်။အဲ့ဒီအခါသူတို့ဆင်းသက်လိုက်တဲ့နေရာမှာခလန်လန်မှာတဘာဝဆန်လာတဲ့တစ်လုံးအင်္ဂလိပ်ကို တွေ့လိုက်ရပါတယ်။အင်ရှိစိတ်မြမြမြတ်ခင်းပြပေါ်မှာတောင်မှတစ်ဖြက်ဖြက်ခတ်၍ပျော်မြူးနေကြသောငှောက်ကြီးကိုတွေ့လိုက်ရပါတယ်။ သူလည်းမြေပြင်ပေါ်ရောက်တာနဲ့ငှက်ကြီးပေါ်မှာဆင်းလိုက်ပြီးတစ်လုံးအင်္ဂလိပ်စီတို့ရှောက်ခဲ့လေပါတယ်။မင်းရောက်လာပြီကိုစလဲအတော်စနေရှာမှာပဲဟုတ်ဟုတ်ကဲ့ကဲဒါဆိုဟောတာတွေစားလိုက်စမ်းဟုတ်ဟုတ်ကဲ့စာကလေးတိုက်ပမာအဖြူရောင်မင်းများထွေးပတ်နေသောအစားအစာနှင့်တည်တည်ဝလံများကိုတွေ့လိုက်ရတာကြောင့်ဆာဆာနဲ့စားပြစ်လိုက်ပါတယ် ဟောတာမင်းစည်းလာတဲ့ငှက်ကြီးတွေရဲ့အံဖက်တွေပဲအင်မတန်အင်မတန်ခွန်အားရှိစေတဲ့စေးဖက်ဝင် အစားစာတွေပေါ့ကွာဗျာငှက်ကြီးအံဖက်ဟုတ်တယ်အသက်ရှည်စေတဲ့အပြင်ခွန်အားတဲ့ညာအတွက်ကိုတိုးနိုင်တယ်လို့တခါစားလိုက်ရင်၃ရက်လောက်ဘာမှမစားပဲနေနိုင်တဲ့အာနိသင်ရှိရလေအံဩဆရာပဲဆရာကြီးရဲ့ကျွန်တော်စိတ်ထဲအိမ်မက်မက်နေသလိုခံစားနေရရင်ဆရာကြီးနဲ့ ਆ တွေ့ရတာ ရတနာသုံးပါးတကူကြောက်ထင်ပါတယ်။သိတ်သေးကြတာပေါ့ကွာ။ငါလည်းမင်းလိုပဲတစ်ချိန်ကဒုက္ခတုံကြီးဖြစ်ခဲ့တာ။ဟောဒီမဟာမြိုင်ခန္ဓာကြီးတောင်ထိပ်ပေါ်ရောက်လာတော့မှသူတော်စင်တွေရဲ့အလုပ်ကိုလုံနိုင်ခဲ့တယ်။ကိုင်းဘာမှစိုးရိမ်စရာမလိုတော့ဘူးမှန်။ကျေးဇူးတင်လိုက်တာဆရာကြီးရဲ့။ဟောဒီနေမျိုးရောက်လာရင်တော့သူတော်စင်စိတ်ကိုမွေးဖို့လိုတယ်။လိုချင်တက်မှတ်မှုကိုလျှော့နိုင်သမျှလျှော့ချရမယ်။ကျွန်တော်ဆရာကြီးပြောတာလိုင်းနာပါမယ်။ သူတော်စင်ဆရာကြီးကိုကြည့်ရင်စိတ်ထဲကြီးညိုသွားတာကြောင့်လက်အောက်ချီခရလိုက်ပါတယ်။သူတော်စင်ကြီးနေထိုင်ဟာတစ်လုံးသေးထဲမှာတော့တစ်သီးဝလံများပန်းများလှူဒန်းထားတဲ့ဖျားကန်းကြီးကို တွေ့လိုက်ရပါတယ်။သို့တော့ရှေယံဝင်းအင်းနေတဲ့ပလိပေါ်မှာတော့ဖျားရုပ်ပွားတော်မရှိဖြစ်နေပါတယ်။အဲ့ဒီမြင်ကွင်းကိုကြည့်ပြီးအံ့ဩနေပါတယ်။သူတော်စင်ကြီးဟာကြောက်စလက်ပလိကြီးကိုဒကြောက်ကြောက်ဆိတ်၍သူ့ကိုလှမ်းပြလိုက်ပါတယ်။ဘာလဲတငယ် ဖះအစင်ပေါ်မှာဖះမရှိလို့မင်းအံ့ဩနေသလားဟုတ်ဟုတ်ကဲ့ဟုတ်တယ်မကြခင်အဲ့ဒီပလင်ပေါ်ဖះကိုတော်မြတ်ကြီး ရှင်ငွေတော်လုံပြီးထုဆက်ထားတဲ့ရုပ်ပွားတော်ကြီးကြွလာလိမ့်မယ်ပြာဒါပေမဲ့အဲ့ဒီရုပ်ပွားတော်ကြီးကိုပင်းဆောင်ပေးဖို့မင်းဝယ်တောင်းဝင်ပေးရလိမ့်မယ်ဟုတ်ဟုတ်ကဲ့ကျွန်တော်ဘုရားသွားပေးရမှာလေတစ်ချိန်တော့ပြောမှာပေါ့ကွယ် လောလောဆယ်လောကီနယ်မြေမှာခွနရဲ့တတိမင်းနေနိုင်ပါတယ်သူတော်စင်အကျင့်မြတ်တွေကိုလည်းတင်ပြလိုက်ပါမယ်ကျွန်တော်ဖျားဆရာတော်ကောင်းကောင်းမရပါဘူးဆရာကြီးရေမင်းရတလောက်ပဲရွတ်ဖတ်ပါအဲ့ဒီလိုရွတ်ဖတ်လို့လေမင်းခုလိုရောက်လာတာပေါ့ဟုတ်ဟုတ်ကဲ့ပါဆရာကြီးကဲဒီသေးကြီးရဲ့မှာမင်းနေရတော့ငါတော့အလုံစကန်းဝင်တော့မယ်သူတော်စင်ကြီးကသူ့ကိုပြောဆိုပြီးတဲထဲမှာထွက်သွားပါတယ် သူ့အတွက်တော့အရာရာဟာအထူးဆန်းဖြစ်နေပါတယ်။ရက်ကြလာတာနဲ့အမျှအံ့ဩဖွယ်ရာများကို မြင်တွေ့လာပါတယ်။တစ်လုံးတဲရှိမှချိတ်ဆွဲထားတဲ့မောင်းကြီးမှာရွှေသားရွှင်စင်းနဲ့ထုဆက်ထားတဲ့မောင်းကြီးဖြစ်ပြီးအဲ့ဒီမောင်းကြီးကိုအာယုံတက်တာနဲ့ငှက်ကလုံကြီးတကောင်ရောက်ရှိလာကနှုတ်သီးနဲ့ပေါ့၍ထိုးလိရှိပါတယ်။မောင်းတန်ကြီးတတူတူထွက်လာတာနဲ့တောသွင်းမှာတိရစ္ဆာန်များရောက်ရှိလာပါတယ်။အသေးနံတွေယူဆောင်လာကြပါတယ်။တရားဓမ္မကြည့်နေတဲ့သူတော်စင်ကြီးကို ဥညွတ်ကြပါတယ်။သူတော်စင်ကြီးကလည်းမေတ္တာဓမ္မတွေပတ်ဖြတ်ပြီးမေတ္တာပို့ပါတယ်။သူတော်စင်ကြီးတဲနဲ့မှာအမွေးနဲ့သားများနိုင်နေသလိုညင်ဦးပါရောက်ရင်တော့အလင်းတန်းကြီးများတောက်ပြနေရကိုလည်းတွေ့နေရပါတယ်။သူတော်စင်ကြီးကထူးဆန်းသောမန်းနဲ့တပိုက်ကိုတင်ပြပေးလာပါတယ်။မန်းနဲ့ကိုစရွတ်လိုက်တာနဲ့ချက်သိမ်းမွင့်ညင်ထလာကမှိတ်ထားတဲ့မျက်လုံးစုံမှာအလင်းပွင့်အလင်းတန်းများပေါ်လာပါတယ်။အဲ့ဒီအလင်းတန်းများကိုအာယုံခံရင် နောက်ဆုံးရွှေသားရွှေစင်များ ဖုံးလွှမ်းနေတဲ့ရုပ်ပွားတော်ကြီးတစ်စုကိုဖူးတွေ့ခဲ့ရပါတယ်။သူ့တော်စင်ကြီးကသူ့ကိုအာရုံခံရင်တွေ့မိတဲ့အကြောင်းအရာကိုမေးမြန်းလာတဲ့အခါရုပ်ပွားတော်ကြောင်းကိုပြောပြလိုက်ပါတယ်။ဟုတ်ပြီ။အဲ့ဒီအာရုံဖြစ်လာဖို့အဓိကပဲမင်းအာရုံထဲမှာပေါ်လာတဲ့ရုပ်ပွားတော်ဟာလွန်ခဲ့တဲ့ကာလဖျားခေါ်တော်မြတ်ကြီးပြိဋိနိဗ္ဗာန်မဆံမီရှင်ငွေ့နဲ့ထုစစ်ခဲ့တဲ့ရုပ်ပွားတော်ပဲ။ဟုတ်လားဟုတ်တယ်အဲ့ဒီရုပ်ပွားတော်ကြီးဟာ ပဝေဟိမဝင်နာတော်တန်ရဲ့ကန္နိုင်းမြိုင်မှာတရင်သုံးခဲ့တယ်။အဲ့ဒီကတဆင်မြန်မာပြည်မြောက်ပြောင်းကိုပင်းဆောင်လာကြတယ်။အဲ့ဒီလိုတရင်သုံးနေရကမြန်မာပြည်အထက်ပိုင်းကိုကြွသွားခဲ့တယ်။ပြောရရင်ရုပ်ပွားတော်ကတက်ရှိပြားကိုရော်မြတ်ကြီးပမာရွေလျားဆန်မြန်းတော်မူလေးရှိတယ်။အံ့ဩစရာပဲဆရာကြီး။ဟုတ်ပြီဆက်ပြောရရင်အဲ့ဒီလိုမြန်မာပြည်အထက်ပိုင်းမြိုင်မဟာတောထဲမှာတရင်သုံးတော်မူတော့ဖက်စစ်ဂျပန်တွေဟာအဲ့ဒီရုပ်ပွားရှင်ကိုတွေ့ပြီး အတင်းအဓမ္မတိမ့်ပလိုက်ကြတယ်။ရုပ်ပွားရှင်ကိုလည်းတံမဏိကျိုးတွေနဲ့တုံအောင်ထားကြတယ်။ကြောက်စရာကြီးပါလား။သူတို့ငရဲကြပါမကြောက်ကြဘူးလား။သူတို့ဟာဖះကိုကြည်ညိုလို့မဟုတ်ဘူး။ဖះတော်မြတ်ကြီးအခုချထားတဲ့ရွှေစင်ရွှေစစ်ဗရံများဆိုင်ရွှေယတနာတွေကို လိုချင်ကြလို့ပဲ။ထူးဆန်းတာသူတို့လူစုဖះကိုတော်မြတ်ကြီးကိုတုံအောင်ထားကြပေမယ့်ကိုတော်ပေါ်ကြီးကယတနာတွေကိုဖျောက်ယူလို့မရကြအောင်ဖျောက်ယူဖို့စူးစမ်းလိုက်တာနဲ့ ကြောက်စရာကောင်းလာတဲ့အခြေအနေတွေဖန်တီးလာကြတာပဲဟုတ်လားအေးနောက်ဆုံးတော့သူတို့ဟာအဲ့ဒီရုပ်ပွားရှင်ကိုသူတို့နိုင်ငံစီကိုပင်ဆောင်သွားဖို့အားထုတ်နေကြတယ်အဲ့ဒါကိုမင်းရအောင်ပြန်ယူပေးရမယ်အဲ့ဒါငါ့ရဲ့အမိန့်ပဲဟုတ်ဟုတ်ကဲ့ပါသူတို့ဆင်ကြီးကဲမနေ့ပြန်မနေ့ဆော့ဆော့ပိုင်းမှာငါပေးတဲ့ကာရာကိုရွတ်ပြီးဂလုံကြီးတွေကိုစီးသွားပြီးတော့သူတို့ကပဲမင်းကိုကာဝယ်ပါလိမ့်မယ်ဆရာကြီးရဲ့စကားကို ူတအပ်တော့ခန်းစားနေရပါတယ်။နောက်တနေ့နနခဲရောက်မှာတော့ကာရာတော်ကိုကြည်လောင်စွာရွှတ်လိုက်ပါတယ်။အဲ့ဒီကတဲနန်းရှိရွှေမောင်ကြီးကဘသူမှမတီးပဲဒတ်တူမြည်လာပါတယ်။တအောင်ကြမှာဂလုံးငတ်ကြီးများရောက်လာရငတ်ကြီးတကောင်မော်လှွားကနေခုန်တက်လိုက်ပါတယ်။သူ့ဘေးတစ်ဖက်တစ်ချက်မှာလည်းငှက်အောင်ကြီးရောက်လာပါတယ်။လေထဲကိုလှွားကနေပြန်တက်ကတိမ်တိုက်တိမ်ဆိုင်များကြောင့်ဖြတ်တန်းခဲ့ပါတယ်။လေဟုံခွင်ရွေမြားစစ်စစ်လှုပ်လိုက်သလို တနားနေပါခန့်အကြမှာအောက်ထုတ်တဖြည်းဖြည်းနေဆင်းလာတာကြောင့်ငုံကြည့်လိုက်ရာသူ့အချင်းကြခဲ့တဲ့သုံးပတ်စခန်းကြီးကိုတွေ့လိုက်ရပါတယ်။ငှက်ကြီးများရဲ့အော်မီတန်ကြီးတွေကလည်းပပတ်ထနေပါတယ်။ငှက်ကြီးများရဲ့အော်တာကြောင့်စခန်းထဲမှာဖက်စစ်လူစုများတနတ်တကားကနဲ့ထွက်လာပါတယ်။သူတို့ကကောင်းငင်ပေါ်ကိုဂလောင်ဂလောင်မြည်တမ်းပေး၍ဝဲနေတဲ့ငှက်ကြီးများကိုမြင်တဲ့အခါတနတ်တံတရားနာပေး၍ပြစ်ခတ်နေပါတယ်။စခန်းတစ်ခုလုံးလည်းဝရုံသုံးကဖြစ်နေပါတယ်။ တို့ပြက်ခတ်တဲ့ကြီးစံများကလည်းငှက်စည်းများမထိပဲလေထဲမှာပျောက်ကုန်ပါတယ်။ကြီးစံတွေတိုင်းနာပြက်ခတ်နေကြမှာစကန်းရဲ့ခေါမိုးပေါ်နားလိုက်ကြပါတယ်။ဖက်စစ်များကတနက်ဖြစ်တားမြတာကြောင့်စစ်လက်များယူကတဲကြီးမဲကြီးပြက်ခတ်ကြပြန်ပါတယ်။တနက်တန်ကြီးတွေပောက်ကွဲမြည်ဟိနေတော့လေငှက်ကြီးတကောင်ကများမထိပါ။သူစင်းနဲ့လိုက်ပါခဲ့တဲ့ငှက်ကြီးကလို့တော့အမှုတကကိုခြေသေးချင်းနဲ့ကောက်၍ဖွင့်လိုက်ပါတယ်။ ပိတ်ထားတဲ့တကားချက်များကိုနှုတ်သီးနဲ့စိတ်ပါ၍ဖွင့်လိုက်ပါတယ်။ရန်သူတွေဝင်လာတဲ့အခါအတောင်မကြီးနှစ်ဖက်ကာကနေကာကနေခန့်လိုက်ရာရန်သူတွေအလုံးအတုံယုံလဲကြကုန်ပါတယ်။အဲ့ဒီအချိန်ငှက်ကြီးပေါ်မှာဆင်ကဂိုရောင်နဲ့ဝင်လိုက်ပါတယ်။အခန်းထောက်တနေရာမှာကျွတ်တတကြီးကို တွေ့လိုက်ရပါတယ်။တတကြီးရဲ့အတွင်ပိုင်းမှာအလင်းရောင်များတဖြက်ဖြက်လက်နေပါတယ်။ငှက်ကြီးကသူ့နာရောက်လာပြီးတတတော်ခလောက်ကြီးကိုနှုတ်သီးနဲ့စိတ်ပေါက်ဖြစ်လိုက်ပါတယ်။ တက်တာချီကိုဖွင့်ကြည့်လိုက်တဲ့အခါတန်ချိုးများနဲ့တုံ့နောက်ထားတဲ့ရုပ်ပွားတော်ကိုတွေ့လိုက်ရတာကြောင့်အလယ်မြန်ပြင့်ချီလိုက်ပါတယ်။အဲဒီနောက်ငှက်ကြီးပေါ်ပြန်တက်လိုက်ကငှက်ကြီးကအမိုးကိုဖောက်၍အပေါ်သို့အရှင်ဟုန်ပြင်းစွာနဲ့ပြန်တက်လာခဲ့ပါတယ်။သူနာမှာဂလုံငှက်ကိုကြည့်လိုက်ပါလာတာကိုလည်းတွေ့လိုက်ရပါတယ်။ကောင်းငန်ကြီးပေါ်ဖြတ်တန်းပြန်ဝဲရင်နိုင်အနှဲငယ်ကြမှာသူတော်စင်ကြီးရှိတဲ့တောင်နန်းထိပ်ပေါ်ရှိပြန်လည်ရောက်ရှိလာကြပါတယ်။သူတော်စင်ကြီးကကြက်တီရှိလာတဲ့အပြုံးနဲ့ သူ့လက်ထဲမှာရုပ်ပွားရှင်ကိုပင်ဆောင်ကကိုဝမတန်ချိုများကိုဖြုတ်ပစ်လိုက်ပါတယ်။အဲဒီနောက်တဲနန်ထဲရှိရွှေရောင်ပလိမောမှာတီထားပူဇော်လိုက်ပါတယ်။ရုပ်ပွားရှင်ကိုတော်မြတ်ကြီးမှလည်းထူးဆန်းလာရောင်ကြီးတော်များကိုတွေ့လိုက်ရကြောင်းအလုံးမအံ့ဩနေမိပါတယ်။နောက်ဆုံးသူ့ရဲ့တာဝန်ပြီးဆုံးပြီဖြစ်၍သူတော်စင်ကြီးထံပြန်ခွင့်တောင်းရာသူတော်စင်ကြီးကနောက်ထပ်ကာတပိုက်ကိုတင်ချပေးလိုက်ပြီးဂလုံငကြီးများကရွာနဲ့အနီးဆုံးနေရာသို့ လိုက်လာပို့ဆောင်ပေးခဲ့ပါတယ်။သူ့အဖြစ်ကအိမ်မက်မန်းနေသည့်အလားရွာသားတွေကလည်းသူ့အဖြစ်ကိုအံ့ဩမဆုံးရွာပြန်ရောက်ပြီးနောက်သူ့တော်ဆင်ကြီးပေးတဲ့ကာရာတော်ကို မနက်တိုင်းရွတ်ဖတ်ခဲ့ရာ သူလောက်ခနေတော့ရှာမီတဲမှာရှေးဟောင်းအဖို့ထိုင်ရေသနာဥစ္စာပစ္စည်းများတွေ့၍အကြီးအကျယ်ချမ်းသာကြွယ်ဝသွားပါတယ်။ပြိသက်များရှင်အခုတင်ဆက်ပေးခဲ့တဲ့စံလင်ကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။နားဆင်အပေးခဲ့ကြပြိသက်များအလုံးကိုစိတ်နှပြ ကျမ်းမာချမ်းသာကြပါစေရှင်။နောက်နေ့တွေမှာလည်းဘလို့ဇလန်းလေးကိုတင်ဆက်ပေးမယ်ဆိုတော့ပရိသတ်များကစောင့်မျှော်အားပေးနားဆင်ပေးကြပါအောင်ရှင်။ဇလန်းလေးကိုနားဆင်ပေးပြီဆိုတော့ကျမတို့ channel လေးကို like and subscribe လုပ်ပေးဖို့လည်းမမေ့ကြပါနဲ့နော်။ကျမတို့ channel လေးမှာတင်ဆက်ပေးနေတဲ့ဇလန်းမျှော်နားဆင်ရင်ပရိသတ်များအလုံးဘဝမောများပြည့်ပြောင်းနိုင်ကြပါစေလို့ကျမတို့ channel လေးမှာဆုတောင်းမြတ်တာပို့သလိုက်ရပါတယ်ရှင်။